အခုလိုရုပ်ဆိုးဆိုးလေးရနေပြီမှာအခုလိုရုပ်ချောချောလေးဖြစ်သွားအောင်ကျွန်တော် cap cap နဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ရှင်းပြပေးမယ်ဒါကိုကျွန်တော်တို့က retouch လို့ခေါ်တယ် retouch ဆိုတာကသူနဲ့ပြန်ပြီးတော့ထိတွေ့တာမဟုတ်ဘူးเนาะအတိတ်ပဲတည့်ရပြန်လို့မရဘူးဟုတ်ပြီထားလိုက်ပါတော့เนาะဒါကြီးကတော့ရုပ်ကြမ်းကြီးပေါ့ဗျာเนาะအဲဒါကြီးကမလှဘူးเนาะငါကိုရဲလည်းမလှပါဘူးအရင်ဆုံးဒီအောက်မှာ edit ဆိုတဲ့ဟာလေးလိုက်ရှာပြီเนาะဒီ edit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်เนาะနှိပ်ပြရနဲ့ဒီမှာလိုက်ရှာမယ်ဒီမှာ retouch เนาะဒါလေးကိုနှိပ်လိုက်မယ် ဆိုတော့ကျွန်တော်က bio retouch လုပ်မှာတော့မျက်နှာကိုလုပ်မှာပေါ့နော်ဆိုတော့ဒီမှာတော့မျက်နှာဆိုတော့ဒီ face ကိုပဲယူလိုက်မယ်အဲဒါဆိုရင်သူက automatic လုပ်ပြီပါနော်အဲလှပါရယ်နော်ဒါလေးရောอืมอืมဒါရရမိမိုင်ညာတူနေတယ်လို့ပဲနော်ဟာပူတော်ဆိုးပါလေဟာကြည့်ကြည့် ဒါတော့မဖြစ်နိုင်ဘူးကွာနော်ဆိုတော့ဒါတော့ကွာကိုယ့်ကိုစိတ်ကြိုက် လုပ်လို့ရတယ်နော်အာဒါလည်းမဆိုးပါဘူးနော်ဒါထားလိုက်ပါတော့နော်အဲ့ဒါမလုတ်ချင်တော့ဘူးမလိုချင်ဘူးဆိုတော့ကျွန်တော်ကဒီကဘက်အစီအရှိကိုပြန်လာခဲ့ဒီမှာဒီကောင်လေးရှိရဒါလေးကိုနှိပ်လိုက်နော်ဆိုတော့ဒါတော့ auto ဒီဘက်သူရှိပြီးသားဟာလုတ်ပြရပါနော်နောက်တစ်ခွက်ဒီဘက်ပြမှာသူ retouch ဆိုရင်ဒီမှာကျွန်တော်ကဘာတွေလုတ်လို့ရမလဲအများကြီးပဲဗျာနော်ဘာတွေလဲတော့မသိဘူးအစုံမဲ့ဒီမှာနော်ကိုယ့်ကိုကလိလို့ရတာဗျာ skin tone อ๋อเนาะဒီမှာအသားမဲတဲ့သူလေဒီမှာအသားဖြူအောင်လုပ်လို့ရတယ် skin tone ဆိုတော့เนาะ ဟာအဲ့နဲကိုကမဲတဲ့ခါကျနည်းနည်းဖြူတဲ့ဟာလေးယူလိုက်မယ်နော် okay ဆိုတော့ဒီမှာနောက်တစ်ခုကကြတော့ဒီမှာ auto ရှိရယ် retouch ဒါပြေကမှာ reshape mm မျက်နှာအော်အချိုးစားပေါ့နော်အဲ့လိုပြောလို့ရတယ် slim လုပ်ကြည့်လိုက်မယ် mm အော်ဘာဖောက်နိုင်တောင်ယော့ပါနော် with အဲဒါလေးရအော် mm နော်အမ V shape ဒီပိုင်းလုတ်လို့ရအောင်နော်တွားပြီးတော့ခွဲစိတ်တာခွဲစိတ်စရာမလိုတော့နော်ဒီမှာနေတခါလေးလုတ်လို့ရအောင် V shape ဝေါကျန်လိုက်တာအတူနော်ဟုတ်ပြီဂျောဂျောဆိုမေးစီပေါ့နော်မေးစီရပါလို့လုတ်ရအောင်နော်ကြည့်ကြည့်လားဝေါဒါကြောင့်လည်းဂျိုသားနဲ့တူပါနော်နေလျှော့လိုက် ။နောက်ဒီမှာအများကြီးပဲဗျာ။ reshape ကမှကျွန်တော်က face လား eyes လား nose လားအာ nose ကိုနည်းနည်းကလိကြည့်အောင်။ဟာနှာခေါင်းတွေမှာတေးပါရေနော်။ဟောမိုက်တယ်နော်။အဆုံးမဲ့ဗျာဒီမှာနောက်ဒီမှာ makeup တွေပဲလိမ့်လို့ရတယ်။ကျွန်တော်တော့ make up တော့မလိမ့်ဘူးเนาะဒါပေမဲ့လိမ့်နေတယ်ဆိုရင်လိမ့်လို့ရပါတယ်အဲ make up လိမ့်နေတဲ့တွေတော့ဗာ make up တွေရှိလဲမသိဘူးเนาะချက်ကြည့်လာ butterfly နဲ့ဗာလဲတော့မသိဘူးဟာမိုင်းလိုက် နော်မလိုချင်ဆိုကြတော့ဒီစိတ်ကိုလာခဲ့ဒါလေးကိုပြန်နေလဲနော်ဆိုတော့ဒီဘက်ပြီမှာဆို manual ရှိမယ် manual ကတော့ကိုယ်နဲ့ကိုယ်စစ်ကြိုက်ချင်းရမှနေတူပါတယ်နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်အမ်ဒီခါလေးကိုကျွန်တော်လာပြီးရှင်းပြပေးတာမှာကိုကအရေးပေါ်အဆင်ပြေတယ်လို့ရိုက်လိုက်ရတာပေါ့နော် make it တပိုင်းမလိမ့်လိုက်ရတာတို့လှတ်တာပတာမဖြစ်ဘူးလို့ခံစားရတဲ့ခါမျိုးကြရင်ဒီမှာလာပြီးတော့အာညနာလေးကိုတော်ပြီးတော့လှတ်တာပတာဖြစ်အောင်လုပ်လို့ရပါတယ်လို့ကျွန်တော်ပြောချင်တာပါဆိုတော့လုတ်တဲ့နဲ့မကောင်းပါဘူး အဖက်တွေအရန်ပြီးပါရင်လည်းအဆင်မပြေဘူးပေါ့နော်ဆိုတော့ natural အလှလေးကတော့တကယ်ကြတော့အကောင်းဆုံးပါပဲဥပမာဆိုရင်တော့ကျွန်တော်မျက်နှာလေးပေါ့နော်ဒါက natural ပါဘာမှ effect တာမထည့်တာပါ Okay ဘာမှမပေါ့နော်ဒါလေးလာပြီးတော့ဒီမှာမျှပေးပြတာပါ Okay အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမှာနော် Bye bye